ကဲအားလုံးပဲမင်္ဂလာကျွန်တော်တို့တောင်ကြီးသူ YouTube ကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်ကဲမိတ်ဆွေများကျွန်တော်တို့ဒီနေ့ကတော့ဗောနော်အဲဂျူလီယာမြန်မာလေးရဲ့ဘဝအဖြစ်ဆိုင်လေးတစ်ခုဗောနော်သူ့ဘဝရဲ့ story အကြောင်းလေးကိုကျွန်တော်တို့နေနေပြီးတော့ဝင်ပြီးတော့ခန်းစားကြည့်မှာဖြစ်ပါတယ်ဆိုတော့လူဟာပြောလို့မရဘူးနော်ဘဝဆိုတာ တိုက်ပွဲအရှိဆိုတာ main case ဆိုသလိုပါပဲနော်ဘဝရဲ့တိုက်ပွဲကြားမှာပြန်ဆိုင်တိုက်ခိုက်မှုတွေနဲ့လူဘဝဟာကြက်လိုက်ဆင်းလိုက်နော် နင့်တုံတလေးမြင့်တုံတလေးပေါ့နော်တင်ကုံမြင့်တုံမြတ်မြင့်တုံဆိုသလိုပါပဲဘဝတရားတွေဒီလိုပဲလူလူဘဝရေးဟာရနော်ဒီလိုမျိုးအခက်ခဲပေါင်းများစွာနဲ့ရင်ဆိုင်ဖြည့်တန်းလာရတဲ့ဘဝတွေပါလူတိုင်းမှာအခက်ခဲရှိရတယ်နော်အခက်ခဲမရှိတဲ့ဘဝဆိုတာကတော့ရှိမှာမဟုတ်ပါဘူးလူဖြစ်လာပြီဆိုလို့ရှိရင်ဒီကျွန်တော်တို့အရှိမုံပြုံကိုချိုးရှင်ဖန်ခါအမမှန်ဒီလောကဒဏ်ရှိပါးတွေနဲ့ကပြည့်မလို့တဲ့လူတွေပါဆိုတော့ကျွန်တော်တို့နော်ဂျူလီယာညီမလေးအာ သူ့ဘဝဖြစ်ဆိုင်လေးဒီမှာ story လေးကိုကျွန်တော်တို့နှာထောင်ကြည့်မှာဖြစ်ပါတယ်အရန်လေးအမ်သူ့ဘဝအတွက်ပေါ့နော်ဝန်နေကြည်ကွေးစရာကောင်းတဲ့အကြောင်းအရာလေးတွေပေါ့နော်ပြီးတော့သင်ခန်းစာလေးယူရမှာဖြစ်ပါတယ်ဗျဒီလိုမျိုးရှိတယ်ဆိုတာကိုပေါ့နော်လောကကြီးမှာတို့ခနေဆက်နေတဲ့နားမှာတော့တမီးတို့မနေနိုင်တော့ဘဘကိုချစ်လို့မဟုတ်ဘူးဒါပေမဲ့တမီးတို့ဘဘနမမနေနိုင်တော့ဘူးအရန်စိတ်စိတ်ကြီးခိုက်ကိုထိခိုက်ပြီးတော့ဒီလိုမျိုးတော့နှိမ့်ဆက်မခံနိုင်တော့ဘူးအဲအကြောင်းမို့တမီးတို့လက်လက်ခွင့်ပေးပါညီမလေးကိုလည်းပြလို့ပေးပါတမီးတို့ သမီးစီကိုပြန်ပို့ပေးပါနော်ဖေကိုရှိလို့မဟုတ်ပေမဲ့ဒီလိုဘွားနဲ့မနေနိုင်တော့ဘူးတော့နော်ခွန်လွတ်ပေးပါနော်ဆုံးမတဲ့တဲ့ဆိုတဲ့ခေါင်းဆိုင်အောင်ပါပေါ့နော်ရရဲဆက်ဆက်ရိတ်နှက်ပြီးသေထွက်တန်ရဖြစ်တဲ့အထိပေါ့နော်လှုပ်ရဖူးတွေဆိုလို့ပြောလာခဲ့တယ်ဖန်ယောကာလာဖောင်ဒါဂျူလီယာဆက်နော်ခနတာအမေဖြစ်လေးကိုကျွန်တော်လုံးနေနေဝင်ပြီးနောက်ထောင်ကြည့်တာဖြစ်ပါလိမ့်ဗျ 1995မှာအဖေရဲ့အသက်38နှစ်ပါသူကအဲ့အချိန်မှာအိမ်အောင်ရှိပါတယ်ကလေးခုနှစ်ယောက်အဖေပါอืมသူရဲ့တငယ်ချင်းအိမ်သွားလေရင်းနဲ့တငယ်ချင်းအိမ်ရှေ့ကဖြတ်သွားတဲ့စေတန်းចောင်းသူအမေကိုမြင်သွားပြီးတော့သူကကြိုက်မိသွားတယ်အသက်18နှစ်တောင်กว่าတယ် အမေကိုသူကချင်းကပ်ပြီးတော့အိမ်မှာလာတွေးဖို့ပြောခဲ့တယ်။အမေကဒီမသိတဲ့ဒီကလေးအဖေအိမ်အောင်ရှိပြီသားလူတယောက်ခေါ်တာဖြစ်တဲ့အတွက်လုံးဝမသွားခြင်းမဘူး။အဲ့ဒါကိုအမေရဲ့အမေဖြစ်သူအဖွားကမျိုးမျက်နှာဖုံးဖြစ်တဲ့တထေးကခေါ်တာဘာလို့မသွားရမှာလဲ။သွားတွေးလိုက်ဆိုပြီးတော့တိုက်တွန်းခဲ့လို့အမေသွားခဲ့တဲ့အချိန်မှာအဲ့ဒီအချိန်မှာအပြိုကြီးပြတ်သွားတယ်အမေက အဲ့ဒီအဲ့ဒီအချိန်နေမှာခုလို့ဖြစ်သွားပြီဆိုမှတော့ဒါကိုခင်ဘုံယောက်ျားလို့ပဲပေါင်းတင်ရတော့မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ကိုချခဲ့ရတယ်အဲ့ဒီအချိန်မှာအဖေကပြောခဲ့တယ်အမေကိုပြောခဲ့တယ်အရန်ငါနှစ်ကိုအရန်ချစ်တယ်ငါနှစ်ကိုတယုံဝင်လက်ထပ်ယူခြင်းနဲ့ယူမယ်အခုအချိန်မှာငါရဲ့လက်ထပ်ထားတဲ့သူနဲ့ကငါနဲ့ ပြက်စဲနေပြီဒါပေမဲ့တရဝင်းမကွာရှင်းရသေးပေမဲ့ငါတို့နှစ်ယောက်ကပြက်နေပြီအခုအငယ်ဆုံးသားလေးကအသက်18နှစ်မပြည့်သေးဘူး तू အသက်18နှစ်ပြည့်တဲ့အထိစောင့်ပေးပါ तू အသက်18နှစ်ပြည့်ပြီဆိုရင်တရဝင်းလက်ထက်ယူပါမယ်ဆိုပြီးတော့ဂရုပေးခဲ့တယ်ပြီးတော့အဖေကအမေကိုမိုဘိုဟိုတယ်ထဲမှာရှိတယ်အဲအိမ်အိမ်ထဲမှာဖွက်ထားပြီးတော့ပေါင်းခဲ့တယ်အဖေ ဖေနဲ့အမေနဲ့ဂျူလီယာကို1999မှာအဂျူလီယာမွေးခဲ့တယ်ပြီးတော့1999မှာကျတော့အဲ့ဒီအချိန်မှာဂျူလီယာရဲ့အသက်က2နှစ်အမေရဲ့အသက်က26ပါအဲ့ဒီအချိန်မှာအဖေထောင်ကျသွားတော့အမေနဲ့ဂျူလီယာကအဖေဝယ်ထားပေးတဲ့ရန်ကုန်ကတအမွေလေးမှာရှိတဲ့တိုက်ခန်းမှာဂျူလီယာတို့တာမီနှစ်ယောက်နေရတယ် အရင်အရင်ဒုက္ခရောက်ခဲ့တယ်ပထမ၃နှစ်မှာအဖေကိုလုံးဝပေးမတွေ့ဘူးဒီအကြောင်းအရာကိုလည်းအဖေကသူအင်တာဗျူးထဲမှာဖြေခဲ့တာတွေလည်းရှိပါတယ်အဲ့ဒီဥစ္စာလေးတွေလည်းပြန်ရှာကြည့်လို့ရပါတယ်အမေကသူ့ကိုအများထောင်ဝင်စာလာတွေ့ပြီးတော့သူ့ကိုအရင်ပြုစုခဲ့တယ်ပေးဆက်ခဲ့တာတွေများတယ်ဆိုတော့သူကိုယ်တိုင်ပြောခဲ့တာပါအဖေထောင်ကျသွားတော့အမေနဲ့ဂျူလီယာကအဖေဝယ်ထားပေးတယ်ရန်ကုန်ကတာမွေလေးမှာရှိရတိုက်ခမ်းမှာဂျူလီယာတို့တာမီနှစ်ယောက်နေရတယ် အရန်ရန်ဒုက္ခရောက်ခဲ့တယ်ပထမ၃နှစ်မှာအဖေကိုလုံးဝပေးမတွေ့ဘူးဒီအကြောင်းအရာကိုလည်းအဖေကသူအင်တာဗျူးထဲမှာဖြေခဲ့တာတွေလည်းရှိပါတယ်အဲ့ဒီဥစ္စာလေးတွေလည်းပြန်ရှာကြည့်လို့ရပါတယ်အမေကသူ့ကိုအမြဲတမ်းထောင်ဝင်စာလာ တွေ့ပြီးတော့သူ့ကိုအရန်ပြုစုခဲ့တယ်ပေးဆက်ခဲ့တာတွေများတယ်ဆိုတော့သူကိုယ်တိုင်ပြောခဲ့တာပါအဲ့လိုအမေကထောင်ဝင်စာပို့တဲ့အစားအစာတွေသူကိုယ်တိုင်ချက်ပြုတ်ပြီးတော့အပတ်တိုင်းဂျူလီယာတို့သူ့ကိုသွားပြီးတော့တွေ့ခဲ့တယ်။သစ္စာရှိရှိနဲ့အဖေကို ချစ်ပြီးတော့စောင့်နေခဲ့တယ်။ထောင်ကြတာစနစ်နှစ်ပြည့်တဲ့အချိန်မှာအဖေကလူငိမ့်ချမ်းသာနဲ့သူလွတ်လာခဲ့တယ်။အဲ့ဒီအချိန်မှာဂျူလီယာအသက်ကအသက်၁၄နှစ်။အဲ့ဒီနှစ်ထဲမှာညီမလေးဂျန်နက်ကဆက်ကိုမွေးတယ်။ အဲ့ဒီထောင်ကထွက်လာတဲ့2017ထဲကစပြီးတော့အဖေကနေ့တိုင်းနှီးပါအရက်ကိုအလွန်အကျွံတောက်ပြီးတော့လူမှန်းမသိသူမှန်းမသိအောင်မူးပြီးတော့အမေကိုရစ်တယ်ရိုက်နှက်တယ်ဆဲဆိုတယ်ရန်ရှာတယ်လက်ပါတယ်ပစ္စည်းတွေကိုကောက်ပေါက်တယ်အမေကိုလည်းပစ္စည်းတွေနဲ့ကောက်ပေါက်တယ်ရိုက်တယ်သွေးထွက်တန်ရိုးတွေဖြစ်အောင်လုပ်တယ်မူးလာပြီးတော့ဖောက်ပြန်တယ်တို့ဒီလိုမျိုးเจ้าမျိုးမျိုးတွေနဲ့ဆွဆွဲခဲ့တယ်အဖေက စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာနှိပ်စက်ညှိမှန်းမှုအမျိုးစုံလုပ်ခဲ့တယ်အဲ့ဒါတွေအကုန်လုံးဂျူလီယာမြင်ခဲ့ရတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဂျူလီယာကလေးဆိုတော့ဘာမှလည်းမကယ်နိုင်ဘူးပြီးအဲ့ဒီအချိန်မှာအမေကအဖေကိုအယမ်းချစ်ပြီးတော့အဖေဒီလိုတွေလုပ်နေလဲဒါကငါမိမမလို့ငါသူ့မိမကိုခံရမှာပဲဆိုပြီးတော့ပဲခံနေတဲ့အမေကိုကြည့်ပြီးတော့ဘာလို့ပြီးလို့လုပ်ပေးရမှာမသိပဲတကယ်ကိုတကယ်လမ်းပြောက်ခဲ့တဲ့အချိန်ကြီးရှိတယ်ဂျူလီယန်နဲ့ဂျူလီယန်ညီမလေးကဒီစိတ်တန်ရတဲ့ကြောင့်စိတ်ကြမ်းမာရေးပါအများကြီးထိခိုက်ထားတာတွေရှိတယ်ဂျူလီယန်ညီမလေးဆိုရင်ဂျင်းနစ်ကအသက်၈နှစ်မှာ trauma တွေကြောင့်မလို့ schizophrenic ဖြစ်ပြီးတော့သူအကောင်တွေတွေ့တယ်တရေတွေတွေ့ပြီးတော့အဲ့ဒီအကောင်တွေကချိန်ချောက်တဲ့အတန်တွေအဲ့ဒီအကောင်တွေကိုမြင်ရတာတွေဖြစ်ပြီးတော့ကလေးကို mental noise စိတ်ကြမ်းမာရေးဆေးရုံမှာပြသခဲ့ရတယ်အဲ့ဒီတော့ပြသခဲ့တဲ့ဆရာဝန်မကိုလည်းခုပြန်ဆက်သွယ်လို့ရတယ် mental noise စိတ်ကြမ်းမာရေးဆေးရုံကလည်းခုထိ work လုပ်နေသေးပါတယ်2013မှာမွေးတဲ့ Julia တို့မောင်လေး Joshua ဆက်ကလည်းအမေကိုဝင်ရှိနေတဲ့အချိန်မှာအဖေကအရန်အရက်တောက်ပြီးတော့မွေးလာတော့မောင်လေးကအော်တစင်ဖြစ်နေပါတယ်။ ဂျူလီယာလည်းမှန်တိုင်းဝင်ခံရရင်စိတ်ထွက်ပေါက်ရှောက်ရှာမိတဲ့အချိန်တွေရှိခဲ့တယ်အရင်စိတ်ညစ်ပြီးတော့မနေခြင်းလို့တတ်သေးဘူးတဲ့အချိန်တစ်ခါရှိခဲ့တယ်မအောင်မြင်ခဲ့ပါဘူးအဲ့ဒါပြီးသွားတော့လေဒီဖြစ်တဲ့ဥစ္စာတွေကိုမကြုံတွေ့ကျင်တော့လို့အိတ်ဆေးတောက်ပြီးတော့ငါအိတ်ပဲအိတ်လိုက်တော့မယ်နောက်ရက်ရောက်ရင်ပြီးရောဒီဖြစ်နေတာတွေကိုငါမကြုံနေရရင်ပြီးရောဆိုပြီးတော့အိတ်ဆေးတွေတောက်ခဲ့မှုတဲ့အလွန်ကြုံတောက်ခဲ့မှုတဲ့အချိန်တွေရှိတာကိုဂျူလီယာဝန်ခံပါတယ်ဒါပေမဲ့ဂျူလီယာအမအကြီးဆုံးဖြစ်တယ်အမေကလည်း စိတ်ကြမ်းမအစ်မပြေတော့ညီမလေးလည်းစိတ်မပြေရောတဲ့ကြားထဲမှာဂျူလီယာလည်းယူသွားလို့မဖြစ်ဘူးဆိုပြီးတော့ဂျူလီယာမနေ့ကိုကိုကိုပြန်ရုံထွက်ပြီးတော့ကိုကိုကိုပြန်တီဆောက်လက်မှတ်ရအောင်ကိုယ်တိုင်ပြန်လျှောက်ခဲ့ပြီးတော့ကိုကိုကိုတက်မှတ်ပြီးတော့အခုလိုစ조사ပြီးအခုဒီနှစ်ထဲမှာမှအမေနဲ့ညီမလေးနဲ့ကိုကယ်ထုတ်နိုင်တော့တာပါတော်တော်လေးစိုးလာတာက2022 August လ28ရက်နေ့ညီမလေးမွေးနေ့မှာအဲ့နေ့မှာရန်ကုန်မှာရောက်နေတဲ့ဂျူလီယာနဲ့ဂျူလီယာအမေနဲ့ကအိမ်ပြန်နောက်ကျလို့ဆိုတဲ့အကြောင်းရင်းနဲ့မိုးကုတ်ရောက်နေတဲ့အဖေက သူ့ရဲ့ပထမအိမ်တောင်ရဲ့သားအငယ်ဆုံးကိုခိုင်းပြီးတော့ဂျူလီယာတို့ကိုအိမ်ပေါ်ကမောင်းချခိုင်းတယ်ရောက်လာပြီးတော့အဲ့ဒီလူကဂျူလီယာတို့အခန်းထဲထိရောက်လာပြီးတော့ golf တုတ်တွေနဲ့ချိန်မောင်းပြီးရိုက်နှက်ပြီးတော့ဂျူလီယာတို့ကိုချိန်ချောက်တယ်အခန်းထဲကပစ္စည်းတွေကိုရိုက်ပြပြီးတော့ခုချက်ချင်းဆင်းရင်ဆင်းမဆင်းလို့မရဘူးပြီးဂျူလီယာကိုလည်းပါရိုက်ပြီးတော့ပါရိုက်တယ်သူပါရိုက်ခံရခဲ့ရတယ်ပြီးတော့ညအတွင်းချင်း curfew ရှိနေတာကို main ကလေး၃ယောက်တားမိ၃ယောက်ကိုလမ်းမပေါ်ထိအောင်ဆင်းခဲ့ပေးရတယ်အဲ့ဒီကလေးကနေ အဖေနဲ့အမေနဲ့ကမပေါင်းတော့ပါဘူးကလေးတွေမျက်နာနဲ့ကြောင်းတာတအိမ်နဲ့နေရတာရှိလိမ့်မယ်အဖေနဲ့အမေနဲ့ကစကားမခေါ်မပြောဘူးတသက်စီနေကြတာလူတိုင်းသိပါဂျူလီယာတို့ရဲ့ပတ်ဝန်းကျင်ကလူတွေဟိုတယ်ဝန်ထမ်းတွေရောအကုန်လုံးဒီအကြောင်းအရာကိုသိပါတယ်ဒီကြားထဲမှာလည်းဖေကနဲ့နောက်အိမ်တော်ပြုတော့မယ်ဆိုပြီးတော့ဂျူလီယာနဲ့အရွယ်တူလောက်ကောင်မလေးပုံနေကိုပို့ပေးတာမျိုးတွေချက်လက်တွေပို့ပေးတာမျိုးတွေကိုဂျူလီယာကိုဂျူလီယာညီမကိုပို့ပေးထားတာမျိုးတွေလည်းရှိခဲ့ပါတယ်ဂျူလီယာတို့များဆိုတာစိတ်ဒဏ်ရာတွေရခဲ့ရပါတယ်အဲ့တော့2025ဒီနှစ်ထဲမှာ January လမှာ အရင်တော့အစပိုင်းမှာအဖေကအမေကိုစိတ်မဝင်စားတော့ပေမဲ့ယုတ်တရက်ကြီးဒီ2025 January မှာအမေကိုယုတ်တရက်စိတ်ဝင်စားပြီးတော့အလိုမတူဘဲနဲ့အတင်းအဓမ္မပေါင်းဖို့ကြိုးစားတယ်အမေကလက်မခံဘူးလို့ပြောတဲ့ချိန်မှာအမေနေနေတဲ့တိုက်ခန်းကိုတော့တွေရိုက်ဖြတ်ပြီးတော့လူတွေအများကြီးနဲ့ရောက်လာပြီးတော့ချိတ်ပိတ်တယ်အိမ်ကိုပြီးတော့အထက်ကရှိတဲ့ပစ္စည်းတွေမိခံတက်တာတွေကိုယူပြီးတော့မီးရှို့တယ်ပြီးတော့ရိုက်နဲ့ချိတ်ချောက်တယ်ပြီးတော့ရင်ဆိုရင်သူ့နောက်ခေါ်ထားပြီးတော့ တနေ့ကိုအကျဉ်းချင်းချင်းချင်းအတ္တမပြုတ်ကျင့်နေอืมပြီးတော့သူ့စကားကိုနားမထောင်လို့ဆိုပြီးတော့တညလုံးဝစ်လစ်စလစ်နဲ့နေခိုင်းနေဒီတော့သူတို့ရံဖြစ်ပြီးတော့အဲ့လိုမျိုးတွေရိုက်နှက်တဲ့အတန်တွေကိုဂျူလီယာနဲ့ညီမလေးကကြားလို့ထပြီးတော့ဝင်ဆွဲတဲ့အချိန်မှာဒီဟိုတယ်မှာရှိတဲ့လူရောက်နေအောင်ဝန်ထမ်းတွေဘယ်သူမှထွက်မကြည့်ပါဘူးမြန်နဲ့ဂျူလီယာတို့ကိုယ့်ဟာကိုယ်ပဲဖြည့်ရှင်းရတာပါ ဲ့တော့မှအဲ့လိုဇက်တိုင်နေ့တိုင်းနေပါ January ကနေစပြီးတော့အဖေကနေ့တိုင်းနေပါနှိပ်ဆက်ပြီးတော့အမေကိုရိုက်နှက်တယ်လုံးဝပြင်သွားလို့မရအောင် CCTV ကင်မရာနေထဲမှာထောင်ထားပြီးတော့အခန်းတကားကိုပါဂျက်ချလို့မရအောင်ဂျက်တီလည်းရိုက်ဖြတ်ပြီးသွားတော့အမျိုးစုံအဲ့လိုညင်မနှိပ်ဆက်တဲ့အချိန်မှာမခံနိုင်တော့လို့ July လ22ရက်နေ့မှာအမေရဲ့ Julia ရဲ့ညီမလေး Jennica ရဲ့ကသုံးယောက်ထွက်ပြေးခဲ့ရတယ်ထွက်ပြေးခဲ့တယ်အစကတော့ Julia ငားနေတဲ့ condo မှာနေနေကြတယ်ပြီးတော့အဖေကလူပြောက်အမှုဖွင့်လိုက်တယ်လူပြောက်အမှုဖွင့်လိုက်ပြီးတော့အမေကို ူလီယာတိုက်ခတ်မှာလာရှာတယ်ရဲတွေကအမှဂျူလီယာရဲစခန်းမှာလိုက်ပြီးဖြည့်ရှင်းလိုက်ရတယ်သူတို့ပျောက်တာမဟုတ်ချောင်ထောက်ခံခဲ့ပြီးတော့အဲ့အမှုကတော့ပိတ်သွားတယ်ဒါပေမဲ့ဂျူလီယာတို့ safe မဖြစ်တော့တာမလို့အမေနဲ့ညီမလေးကိုဟိုတယ်ကိုဂျူလီယာ long stay နဲ့ပြောင်းရွှေ့ခဲ့တယ်အဲ့ဒီမှာနှစ်လဇာဂျူလီယာပတ်စံရှင်းခဲ့တယ်ပိန့်တရားပေါ့နော်18ရက်နေ့စက်တင်ဘာလဒီလ18ရက်နေ့မှာအမေနဲ့ညီမလေးရဲ့ဟိုတယ်ခန်းအရှိအထိကိုအဖေရဲ့လူအယောက်ပေါင်း18ယောက်က အမေနဲ့ညီမလေးနှစ်ယောက်တည်းရှိနေတဲ့အခန်းအရှိထိရောက်လာတယ်ပြီးတော့တော့အမေကိုရဲတွေကစကန်လိုက်ခဲ့ရမယ်ဆိုပြီးတော့ခေါ်သွားတယ်ပြီးတော့ရင်ဆိုရင်ဒီအဓိကမှတ်ပုံတင် passport တကောင်စင်းရင်အစားဘာမှမကြံအောင်အကုန်လုံးယူသွားပါတယ်အဲ့လိုယူသွားနေတဲ့အချိန်မှာဂျူလီယာကကျတော့အမေနောက်ကိုလိုက်သွားပြီးတော့အမေနဲ့ရဲစကန်ကိုရောက်တယ်ရဲစကန်ရောက်တဲ့အချိန်မှာကျတော့ပုံမှန်420နဲ့ဟိုတယ်ပိုင်းပစ္စည်းတွေကိုလိန်ယူသွားတယ်ဆိုတဲ့အမှုနဲ့ ဟိုတယ်မန်နေဂျာတာဝန်ယူထားတဲ့အခုနဂျူလီယာပြောတယ်ဂျူလီယာကိုပားရိုက်ပြီးတော့မောင်းချခဲ့တဲ့ပထမအိမ်တော်ရဲ့တားအငယ်ဆုံးကအမှုဖွင့်ထားတယ်ဆိုပြီးတော့ဂျူလီယာတို့ရဲစခန်းမှာတိလိုက်ရတယ်အဖေကအမေကိုအချုပ်ထဲဒီညာထဲ့ခိုင်းထားဖို့ပြောခဲ့တယ်အမေရဲ့အိတ်နဲ့ဖုန်းကိုပါယူပေးဖို့ပြောတယ်ဒါပေမဲ့ရဲတွေကအဲ့လိုလှုပ်ပေးလို့မရဘူးရဲတယောက်ကအဲ့လိုပြောပြီးတော့ဂျူလီယာတို့ကိုအမခံနဲ့ပြန်ပြီးတော့လှုပ်ပြန်ပြီးတော့အိမ်ပြန်လို့ရလိုက်တယ်အဲ့ဒီညမှာ အင်းရပြီးသွားတော့အခုအမေကအဝတ်တထည်ကိုတခုနဲ့ဂျူလီယာလည်းအခုအိမ်မပြန်ရဲဘူးဂျူလီယာတို့ safe လည်းမဖြစ်ဘူးညီမလေးကိုလည်းရင်စိတ်ပူတယ်ညီမလေးဘာဖြစ်နေလဲလို့ရင်စိတ်ပူတယ်သူနဲ့လည်းဆက်သွယ်မရဘူးနောက်ဆုံးမလုပ်တတ်တော့လို့အဲ့ဒီဗီဒီယိုကိုတင်လိုက်ရတာပါဟွန်း Okay ဒါတော့နော်အာနော် အမေနဲ့ညီမလေးကိုခေါ်လိုက်ပေးပါဆိုတဲ့ဂျူလီယာရဲ့စတိုရီအကြောင်းလေးတွေပေါ့နော်မိုးကိုရွှေလိုက်ပြဟိုဒီပိုင်ရှင်ဥယောဆက်သည်နဲ့အင်ဒိုအကျန်းဖက်လိုက်ဆက်ပြီးအမေကိုနော်သူ့ဆိုတန်ယိုဖြစ်အောင်အချင်းချင်းရဲ့နဲ့ဆစ်ဆူနော်ခဲ့တဲ့အကြောင်းလေးတွေပေါ့နော်သူ့လိုအဖေပေါ့ပြောမှဆိုလို့ရှင်နော်ဥယောဆက်ပေါ့နော်ဟွန်းတော်တော်လေးကိုလူပေါ်တွေဟာကြည့်လိုက်မယ်ဆိုလို့ရှိရင်နော်ဒီစတိုရီလိုင်းလေးဟာအရန်ကိုနော် ရနာစရာကောင်းတဲ့ဇလန်းတပုတ်လို့ပြောမှာဖြစ်ပါတယ်နော်ဒါအဖေပေါ့နော်အကြီးဆုံးကကျွန်တော်တို့ဒီလိုရရဆက်ဆက်ရက်နှက်သူတို့တန်ရအောင်လို့နော်အဲ့လိုမျိုးအတ္တမတွေကြင့်အကျမ်းဖက်မှုတွေဟာပေါ့နော်ဒီလိုလုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲအကြီးဆုံးတရားကလုပ်ပြီဆိုလို့ရှိရင်ငယ်ဆုံးလူတွေကတော့အလူလေးခံရတဲ့ဘဝတွေပေါ့နော်သနာစရာအရန်ကောင်းတဲ့အာစတိုရီလိုင်းတစ်ခုလို့ကျွန်တော်တို့မြင်မိပါတယ်ဗျာနော်လူတွေဟာပြောလို့မရဘူးနော်ကိုယ်ပေါ်နော်ကိုယ်ပေါ်လာကြတာပဲအာဆိုတော့ ဒီနေရာမှာတော့ဂျူလီယာဆိုတဲ့သူ့ရဲ့ညီမတော့အကြီးဆုံးအမလေးရပါတော့နော်ညီမလေးရပါတော့နော်ဒီလိုရုန်းကန်စူးစမ်းမှုတွေနဲ့ဘဝကိုပေါ့နော်အရှုံးမပေးဘဲနဲ့စူးစမ်းလာခဲ့လို့လေပဲဒီလိုအကြောင်းအရာလေးတွေပေါ့နော်နောက်တစ်ခါအဲ့လိုမျိုးအခက်အခဲဒုက္ခတွေကပေါ့လွတ်မြောက်လာနိုင်တာပဲဖြစ်ပါတယ်ဆိုတော့ ကျွန်တော်တို့ခေါင်းမိုးကပေါ့နော်မုတ်မလုံတော့တအိမ်လုံးရွှေ့ဆိုသူတော့ပေါ့နော်အဲ့တော့ပေါ်ဆုံးလူကြီးတွေကဒီလိုဖြစ်လာပြီဆိုလို့ရှိရင်သာသမိတွေကအဲ့လိုမျိုးဒုက္ခပြဒနာပေါင်းများစွာနဲ့တောကတရားတွေပေါ့နော်อืมတောကမြတ်ရဲ့ဇာတ်တွေနဲ့ရင်ဆိုင်ရတဲ့ဘဝတွေပေါ့နော်သနာစရာကောင်းတဲ့ story line နဲ့တခုလို့ကျွန်တော်တို့မြင်မိပါတယ်ဗျာကဲကျွန်တော်တို့ပြီးအောင်တော့နောက်ထောင်ကြည့်အောင်ပါပြောတော့ကျူလီယာဗီဒီယိုတင်ပြီးသွားတော့လေအဲ့ဗီဒီယိုတင်ထားတာအဖေကမြင်နေဆိုပြီးကျူလီယာသတင်းပြန်ကြားရတယ်အဖေဘက်ကနေလဲသူ့ရဲ့ ဝန်ထမ်းတွေသူ့ရဲ့ဒီဆွေမျိုးသားချင်းတွေကိုခိုင်းထားပြီးတော့ဂျူလီယာတို့ဒီရဲ့ပတ်သက်တဲ့ post တွေအောက်မှာ like ပြီး comment တွေမဟုတ်မမှန်တဲ့ comment တွေရေးဖို့တွေလုပ်နေရေးထားတာတွေကိုလည်းဂျူလီယာတို့တွေ့ပါတယ်ဒါပေမဲ့တစ်ခုချင်းစီကိုတုံးပြန်မှာမဟုတ်ပါဘူးဂျူလီယာအမှန်တရားကိုအမှန်တရားပြောနေတယ်သူဖြစ်တဲ့အတွက်ကြောင့်မို့တစ်ခုချင်းစီကိုရှင်းပြနေစရာအကြောင်းလည်းမရှိပါဘူးအဲ့တော့ဂျူလီယာအခုဒီအရာတွေပြောနေရတဲ့အကြောင်းအရာဂျူလီယာတို့ညီမလေးညီမလေးကိုဂျူလီယာနဲ့ဂျူလီယာ အမေစီကိုပြန်ပို့ပေးပါပြီးတော့ဂျူလီယာအမေရဲ့ပစ္စည်းလေးတွေကိုပြန်ပေးပေးပါအင်းအဲ့ဒါလေးပဲဂျူလီယာတို့လိုချင်တာပါမမတုံ့ပြန်ခြင်းစိတ်လည်းမရှိပါဘူးအင်းအဖေကိုလည်းပြောချင်တာကတော့အဖေတစိမ့်နေပေါ်မှာဒီလောက်ကောင်းတာတစိမ့်နေကိုဒီလောက်တွေလူတန်းပြီးဒီလောက်ကောင်းတာအဲ့ဒီရဲ့တစိမ့်နေပေါ်မှာကောင်းတဲ့မြူတမုံလောက်ကိုပဲဂျူလီယာနဲ့အမေနဲ့ညီမလေးနဲ့ဟော စာနာစိတ်လေးထားပြီးကောင်းပေးဖို့ဂျူလီယာတကယ်တောင်းဆိုပါတယ်။ကဲဒါတော့သမင်းကြီးပေါ့နော်ဂျူလီယာပြောတာပဲဖြစ်ပါတယ်။သူပြောတာကိုနော်ကဲဒီမှာ comment တွေကလည်းရေးတော့ပါသေးနော်။သူပြောတာကိုကြည့်ပြီးတော့မျက်ရည်ချမ်းပြရပါဘောနော်။သမင်းသူယောက်ကိုလေသူ့ဘာသာသူနေခွင့်ပေးလိုက်ပါဦးလေးရေးလေငွေရှိတိုင်းမရက်စပါနဲ့ပေါ့နော်။သူ့ဘာသာသူနေပါစေပေါ့နော်။စိတ်ဆင်းရဲရတယ်ပေါ့တအားပေါ့နော်။သသမင်းတွေအတိတ်တရားရပါဦးလေသူပြောနေတယ်ပေါ့နော်။သူတို့ကြောက်တယ် อืมแล้วก็ชิลิชิดิบ่เนาะล้วนๆสอในไทยคว้นไปต้องနေดาเลยบาโลชุบทอดาชุบทอดရှင်ดาเลยบ่เนาะอยุธยาหมอบูแหละจนเราตัดสัญญาឧបดีตาตะมีนบักก็ตัดสัญญาบ่เนาะឧបดีตาตะมีนบักก็นี่บ่เนาะล้วนๆคว้นยะออง shit ดิไปจักบาสุบิโดเลยต้องโซลาบาได้เนาะคอมเมนต์ดิเลยยีลาบาได้ดิอืมสรุปดิสตอรี่ไลน์เนี่ยก็ยังโกជីပြီးတော့ရင်နာစရာကောင်းတယ်နော် ရှည်ရည်လေးတစ်ခုပေါ့ဗျာဆိုတော့အတိတရားလေးရဖို့လိုပါတယ်ပေါ့နော်အတိတရားလေးအမြင်တရားလေးအမှန်တရားလေးပေါ့နော်ဒီအကြည့်အကိတွေကနောက်တစ်ခါလူကြီးတွေမိဖတွေပေါ့နော်ဒါမိဖတွေအဓိကပေါ့နော်ဒီဦးလေးဒီကကြတာပေါ့နော်သူကတကယ်တမ်းဒီလိုငွေရှိတိုင်းသာလုပ်မယ်ဆိုလို့ရှိရင်လေကျင်ရတဲ့သာသမိတွေဟာอืมခံစားရတာပေါ့နော်တော့ကမြတ်ရဲ့ဇက်တွေနဲ့ရေဆိုင်ကြည့်ကိုရတာဒါလေးတကယ်တူမခံနိုင်လို့ပေါ့နော်သူရင်ထင်မှာဖြစ်ပြက်လေးကိုဒီလိုအာ MC ကအမင်းဖြည့်လေးလာလုပ်တဲ့ဗီဒီယိုလေးကိုသိရတာပဲဖြစ်ပါတယ်နော်ဟုတ်အဲ့ဒါက Julia က college တက်ပြီးပြီးချင်းမှာဂျူလီယာအမ်မြန်မာနိုင်ငံကိုပြန်လာရတယ်။တကယ်တော့ဂျူလီယာကောလိပ်တက်ပြီးပြီးချင်းမှာမြန်မာနိုင်ငံကိုပြတ်မလာချင်းအောင်အဲ့ဒီမှာအလောက်ဆက်လုပ်ချင်းတယ်။အမေရိကန်မှာအလောက်လုပ်ဖို့အခွင့်အရေတွေလည်းရတယ်။ဒါပေမဲ့အဖေကမရဘူးပြန်လာပြီးတော့ဟိုတယ်ကိုဦးစီးပေးပါသူ့နေရာဝင်ယူပေးပါဆိုလို့ဂျူလီယာပြန်လာပြီးလုပ်တယ်။ဒါပေမဲ့ဝါသနာမပါတဲ့အလုပ်ကိုလုပ်ရတယ်ပေါ့နော်။ဝါသနာမပါတဲ့အလုပ်ကိုလည်းလုပ်ရတယ်။လုပ်နေတဲ့အချိန်မှာလည်းအမေကလည်းရိုက်ခတ်နေရတာလို့ကြည့်ကိုကလည်းဝါသနာမပါတဲ့အလုပ်ကြီးကိုလုပ်နေရဒီတည်းကလည်းရုံးမထွက်တဲ့အမေကလည်းရုံးမထွက်အဲ့ဒီမှာပိတ်မိနေတယ်လို့ခံစားရပြီးတော့ဂျူလီယာခုနကပြောတဲ့ဂျူလီယာပေါ့ရှာ တဲ့အနေနဲ့အိတ်ဆေးတွေကိုတုံးခဲ့မိတဲ့အချိန်ကြီးရှိခဲ့တယ်အဲ့ဒါအဲ့ဒီရဲ့ကြောက်ပြီးပြီးချင်း2019မှာပေါ့နော်အဲ့လိုတုံးခဲ့တဲ့အချိန်မှာအဲ့လိုအိတ်ဆေးကတောင်းတာများသွားတော့လူကပုံမှန်မဟုတ်နေတဲ့အချိန်နေမှာပေါ့နော်အဲ့လိုမျိုးအချိန်နေတစ်ခုမှာအဖေကဂျူလီယာကိုဆုံးမရဲဆိုတဲ့နမေအောင်မှာဂျူလီယာအဲ့လိုရက်ရက်ဆက်ဆက်ကိုရိုင်းနှက်ပြီးတော့သွေးထွက်တန်ရုပ်ဖြစ်အောင်ကန်နာတွေရောထိုးတာတွေရောရိုက်တာတွေရောလုတ်ခဲ့တယ်ဂျူလီယာအဲ့လိုတွေတန်ရရပြီးတော့အိမ်မွားနေထွက်ပြေးသွားပြီးတော့စင်ကာပူမှာနှစ်လအလုတ်သွားရှာတယ် အဲ့လိုမျိုးတွေနဲ့ပေါ့နော်အမျိုးစုံအဲ့လိုဖြစ်ခဲ့တော့အဲ့ဒီတော့မှဖြစ်ခဲ့တဲ့ဗီဒီယိုကိုဂျူလီယာတင်လိုက်တာပါဂျူလီယာတို့မှတက်သေးတယ်တကယ်တော့အများကြီးရှိတယ်အမေတို့ရိုက်ထားတာတွေလည်းအများကြီးရှိတယ်ဒါပေမဲ့ဂျူလီယာအဖေကဖုန်းတွေရောလက်တော့တွေရောအကုန်ရိုက်ခွဲပြီးတော့ဂျူလီယာတို့ပစ္စည်းတွေရိုက်ခွဲထားတာတွေလည်းအလဲမှာအများကြီးပဲအခုချိန်ကြီးဂျူလီယာဖုန်းနဲ့လက်တော့တွေရိုက်ခွဲထားတာကိုမပြည့်ရနိုင်လို့တင်ထားတာတော့ရှိသေးတယ်ဖုန်းနဲ့လက်တော့ရဲ့ပစ္စည်းတံမိုးကြောင့်မဟုတ်ဘူးအထဲမှာရှိတယ်ကိုယ်အမှတ်တရတွေကိုယ့်ရဲ့အကြောင်းအရာတွေအဲ့လိုမျိုးလေးတွေကိုနှမြောက်ဟုတ်ပါဘူးနော်ဒီလိုမျိုးတွေ လူတွေမှာတခါတည်းအချိန်နဲ့အများကြီးပေးပြီးတော့ဗောနော်တင်စစ်ထားတဲ့ data လေးတွေဗောနော်သူတို့ video အဲဓာတ်ပုံလေးတွေအကြောင်းအရာလေးတွေဗောနော်တခါတည်းအရန်ကိုလိုရှင်ကြတယ်ကြည့်ရှင်ကြတယ်သိရှင်ကြတယ်မြင်ရှင်ကြတယ်ဗောနော်အဲတခါတည်းလဲအလိုမျိုးအကြောင်းအမျိုးမျိုးပျက်စီးပြီဆိုလို့ရှိရင်လူစရာအရန်ကိုခံစားရတာဗောနော်ဆိုတော့ဒီနေရာပဲကျွန်တော်တို့နေ့ပြောတာဗောနော်ကျွန်တော်တို့ကျွန်တော်လေး YouTube လောက်တာဗောနော်ကျွန်တော်တနေ့နေနေလောက်ရှိပြီเนาะကျွန်တော်ရေ Editor Fan နေ နော်နော်ကျွန်တော်လောက်ထားတဲ့ editor ဖန်နေ YouTube site နေပေါ့နော်တောင်ကြီးသူဒီအကောင့်ထဲကနေပြီးတော့ဆက်ပြီးတော့လောက်ထားတာပါဆိုတော့တစ်နှစ်ကျော်တော့ subscriber 4000ကျော်ပေါ့နော်4000နဲ့2000ကျော်ကျော်နင်းနင်းနင်းမပါပဲဒီတပတ်အတွင်းမှာပဲပေါ့နော်ကျွန်တော်ကိုအဲ့လိုမျိုး blog လောက်လိုက်ရတာပါ blog ခံလိုက်ရတယ်။ဘာဖြစ်စလို့ဒီသတင်းတွေကျွန်တော်မြန်မာနိုင်ငံကအေဒီကို Facebook ပေါ်ကနေမှခုန်ချတဲ့ယောက်ျားလေးအကြောင်းလေးကိုကျွန်တော်တင်လိုက်လို့အဲ့လိုမျိုးပြောတာပါပဲ။နောက်တစ်ခါတော့ YouTube ကနေပြီးတော့ကျွန်တော်ကိုပေါ့နော် ကျွန်တော်ကို hack တော့တာပေါ့ hack hack ခံလိုက်ရတာပေါ့အဲ့လိုမျိုးပြောတာပဲဒီလိုမျိုးတွေပေါ့နော်ကျွန်တော်တို့အကျိုးဆက်လာခဲ့တယ်ကျွန်တော်တို့အောင်မြင်မှုရတော့မယ်ဆိုလို့ရှိရင်ဒီလိုအလောက်ခံရတဲ့ဟာလေးတွေကျွန်တော်ရင်လာတာပေါ့နော်ဘာဖြစ်ဆိုလို့ရှိရင်ဒီလို subscriber 4000ကျော်ပေါ့နော်အရင်လေးကျွန်တော်ပြတ်ဖို့တယ်နော် subscriber 5000ကျော်ရေ3000ကျော်ရေ2000ကျော်ရေပေါ့နော်အာ YouTube channel ဟိုအရင်ကဆိုလို့ရှိရင်ကျွန်တော်ရဲ့ support high ပေါ့နော်အဲ့ support high subscriber 5000ကျော်ပေါ့နော်နောက်တစ်ခါ တော်လို့ MH duration ပေါ့3000ကျော်နော်ခမင်းဟန်ဒုချိန်နေဆိုပြီးတော့လေးပေါ့2000ကျော်ပေါ့နော်ဒါလေးအရှိမပြတ်သွားပါရယ်နော်အဲအဲ့လိုပြတ်လို့မပြီးသေးပါဘူးနော်ကျွန်တော်ဒီဥစ္စာကိုထပ်တစ်ခါပြတ်ပြီးတော့ပေါ့နော်ကျွန်တော်လက်မလျှော့ဘူးဆိုပြီးတော့လေးပြီးဒီတောင်ကြီးသူ YouTube တွေကနေပြီးတော့ကျွန်တော်တကူနောက်တကူအစ်စ်ခွေးပြီးတော့ပေါ့နော် editor fan နေဆိုပြီးတော့တင်လိုက်တာပေါ့နော်ကိုတနေ့ကျော်လောက်ရှိပြီ subscriber 4000ကျော်နဲ့ကိုတပည့်ကျော်မှာပဲအဲ့လိုပျက်စီးဆုံးရှုံးခဲ့ရတဲ့ဖြစ်မျိုးတွေပေါ့နော်အားကြောင့် လူတွေဟာကြိုးစားမှုတွေအပေါ်မှာပေါ့နော်မုန်တွေပြီးတော့လေပဲရလဲကောင်းကိုရရှိပေမဲ့လေပဲတခါတလေကျွန်တော်တို့တော့နော်ကိုလိုရှင်တဲ့ဆန္ဒတွေကိုဖြစ်ရှင်တဲ့ဆန္ဒတွေကိုအဲ့လိုမျိုးပေါ့နော်ဂျားကအဖြစ်သမားရဲ့အကြောင်းလေးကျွန်တော်တို့ပျက်စီးဆုံးရှုံးရတဲ့အောင်မြင်မှုတွေရှိကြတာပေါ့နော်အောင်မြင်သူတိုင်းလေးကြိုးစားခဲ့ရတာပေါ့နော်နောက်တစ်ခါကြိုးစားသူတိုင်းလည်းမအောင်မြင်ဘူးဆိုတော့စကပုံလိုလိုပဲနော်စကပုံလိုအာစကပုံလိုပဲပြောရမှာပဲဖြစ်ပါရဲ့ကျွန်တော်တို့လောက်လီလောက်ခဲ့တာတွေဒါပဲခံစားခွင့်တွေမရှိခဲ့ဘူးပေါ့နော် ဆိုတော့ကျွန်တော်တို့လက်မလျှော်သေးဘူးเนาะတကူတော်ရည်သူယူရှင်တွေကိုကျွန်တော်ဆက်ပြီးတော့အလုပ်တော့မှာဖြစ်ပါတယ်။เนาะအကောင့်အသစ်တကူတော့ဖွင့်ထားတာပေါ့เนาะကျွန်တော်ရဲ့ edit တော့တောင်ကြည့်သူယူရှင်တွေဆိုပြီးတော့เนาะကျွန်တော်တို့မြက်ပြီးအောင်မြောက်နေနေကျွန်တော်ပြောင်းမှာပေါ့เนาะဒီလိုเนาะအကောင့်တွေပြတ်တော့တဲ့ဟာယူရမြောက်ကိုနေနေပြတော့တာပေါ့เนาะဒါကတော့ကျွန်တော်ရေးယူယူကျူးเนาะတောင်ကြည့်သူယူရှင်တွေပေါ့เนาะဒီထေးကခွဲထလာတဲ့ဥစ္စာပေါ့เนาะညီမတို့ကျွန်တော်လည်း edit တော့ယူဖတ်နေပေါ့เนาะဒီဥစ္စာကတော့ subscriber ၄000ကျော်ခုကတော့သူများရှင်နေ remote ဆိုပြီးတော့လေး လှုပ်လိုက်ပြောယူเนาะကျွန်တော်ဘာမှလေးဝင်လို့မရတော့ဘူးเนาะဒီမှာကျွန်တော်ကဒီလိုပိတ်လိုက်ဒီမှာတော့เนาะဒီမှာကျော်ဆိုင်နေတယ်မှာ window back ဒီမှာတော့မနောက်ကိုဝင်လို့မရတော့ဘူးเนาะသူပြောချိန်တော့ဝင်လို့မရတော့ဘူးเนาะ YouTube မထားလို့မရတော့ပြင်လာလို့မရတော့ဒီလိုဖြစ်မျိုးတွေကျုံဆုံခဲ့ရတာဗောနော်အဲ့လိုမျိုးဆိုတော့ဒီလိုမျိုးလူတွေဟာအခက်ခဲပုံများစွာကိုအာစူးစမ်းပြီးပြင်လဲလဲအောင်မြင်သူတိုင်းနဲ့စူးစမ်းခဲ့ရတာဗောနော်နောက်တစ်ခါ 조사သူတိုင်းလည်းမအောင်မြင်ဆိုသလိုပါပဲခါတိဒီလိုမျိုးရဲ့ဂျာကနော်လောက်ရဲ့မှုတွေလောက်ဆောင်မှုတွေတခုခုအကြောင်းအမျိုးမျိုးကြောင့်ပျက်စီးဆုံးရှုံးရတယ်ကျွန်တော်တို့ရေအမြဲတမ်းအောင်မြင်လို့ရှင်တဲ့သူတွေရေရလက်ပေါ်မှာဆုံးရှုံးမှုကိုခံစားရတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ဆိုတော့ညီမနဲ့ဂျူလီယာကိုခွင့်လက်ပေးပါဆိုတဲ့ဥစ္စာကိုကျွန်တော်ဆုံးအောင်တော့နောက်ထောင်ကြည့်အောင်ပါဗျပြောတယ်ဒါပေမဲ့အမြန်အဖေက တခုခုဆိုသူစိတ်ဆိုးပြီးဆိုမောင်းချရဲဆိုတာနဲ့အိမ်ပေါ်ကစင်းပေးရတယ်ကို့မှာကို့ပိုင်ခန်းလို့မရှိဘူးဟိုတယ်ခန်းနေတဲ့မှာပဲလိုက်ပြီးတော့ကို့ခန်းလို့မျိုးလို့နေရတယ်အိမ်ခန်းပိုင်ပိုင်နိုင်နိုင်ရှိတာဆိုရင်လည်းတိုက်ခန်းလေးဝယ်ပေးထားတာဆိုလည်းချက်ချင်းသူစိတ်ဆိုးရနဲ့ချိတ်ပိတ်ပြီးတော့အဲ့လိုလောက်တာမျိုးတွေရှိတယ်အခု Julia ကို find your color ကို तू ထောက်ပံ့ပေးခဲ့တယ်လို့ तू ပြောနေတာလေတကယ်တော့မဟုတ်ပါဘူး Julia find your color ကို့ကိုစားခဲ့ရတာပါ Julia ကိုပေးထားတဲ့အိမ်ခန်းလေးထဲမှာပဲကလေးရွှေ့ပြီးတော့ခန်းလေးမထဲမှာ find your color စားခဲ့တယ်ဂျူလီယာစီမှာလာတိုင်းတဲ့လူတွေအကုန်သိတယ်ဂျူလီယာအိမ်ခန်းလေးထဲမှာပဲတိုင်းပေးခဲ့တာ ဲ့ဒီအားနေပြီးတော့ဂျူလီယာနည်းနည်းအောင်မြင်လာတော့အဖေကဒီရဲ့အောင်မြင်မှုကို तू လည်းပါဝင်ခြင်းတဲ့ချိန်ကျတော့ဒီဥစ္စာကို तू ကလည်းထောက်ပံ့มาတယ်ဆိုတာကိုဖြစ်ချင်တော့ရုံခန်းတစ်ခုကို तू စိတ်ကြိုက် तू decoration ကကျစား तू စိတ်ကြိုက် तू လုပ်ပေးပြီးတော့ဒီမှာလာဖွင့်ဆိုပြီးတော့ဂျူလီယာကိုဂျူလီယာညင်းလို့မရတော့အမှတဖွင့်တာကို तू ကအခုကျတော့ तू ထောက်ပံ့ပေးပါတယ်ဆိုပြီးစကားကိုရအောင်ထည့်သုံးတာပေါ့နော်ဟုတ်တယ်ဂျူလီယာအရှိမှာတော့ तू ထောက်ပံ့တဲ့ကြောင်းစည်းရိမ်နဲ့ကြောင်းသွတ်တက်ဖို့လေးကိုအဖေကမွေးထားလို့ကြောင်းစည်းရိမ်ထားပေးတာဂျူလီယာကအပြစ်ရှိရလားဟင် ဂျူလီယာနားမလဲလို့အဲ့ဒါကိုလည်းသူတို့ထည့်ပြောပြီးတော့အပြစ်လိုမျိုးပြောနေတယ်ပြီးတော့ဂျူလီယာပြင်မြန်လာခြင်းမှာအဲ့ဒီရဲ့ဟိုတယ်အလုပ်ကိုမလုပ်ဖက်နဲ့ထွက်ပြေးခဲ့ပြီးသွားတဲ့အချိန်မှာဂျူလီယာအလုပ်တွေရှာတယ်အဆင်မပြေဘူးပြီးတော့ brand manager ဂျူလီယာဝင်လုပ်သေးတယ်အမှန်ကြီးအချိန်မှာတစ်နှစ်ခွဲကျော်သူများစီမာတွေဝင်လုပ်တယ်အခြား company တွေမှာအများကြီးဝင်လုပ်ပြီးသွားတဲ့အချိန်ကျတော့ဂျူလီယာအမေအရန်ခံနေရတာဂျူလီယာဝန်ထမ်းလာစားလုပ်နေတယ်ကဲပေးလို့မရအောင်ဆိုတော့တိလာတော့ နှိမ့်ဆက်နေတဲ့သူပဲမှန်းသိပေမဲ့အဲ့အဖေ့စီမှာပဲဂျူလီယာပြန်အကူညီတောင်းခဲ့တယ်အဖေ့ကူညီပေးပါဂျူလီယာကိုပိုင်စီးပွားရေးလေးထောင်ချင်လို့ဆိုပြီးမြက်ကမန်ရန်ထောင်ချင်လို့ဆိုပြီးဂျူလီယာအကူညီတောင်းခဲ့ပေးဘူးတဲ့ထောက်ပံ့ယူခဲ့ဘူးတာရှိပါတယ်ဒါပေမဲ့ဂျူလီယာအဖေ့စီကနေတခါမှလွဲသုံးစားလုပ်ပြီးတော့ तू မပေးတာတွေယူခဲ့ဘူးတာမျိုးတခါမှမရှိဘူးဘူး तू ဆွဆွဲနေတယ်လို့လဲဂျူလီယာတို့ तू မပေးတာယူခဲ့ဘူးတာမရှိဘူးဘူး तू သူသူရဲ့ပတ်စံတို့ဘာလို့ဆိုတာလဲသူထားထားတဲ့သူ့ဝန်ထမ်းနေတဆင့်မဲ့ကျူလီယာတို့ကယူခွင့်ရှိတာလက်မှတ်ထိုးပြီးတော့ယူခွင့်ရှိတာသူစီမှာစည်ရင်းစစ်နေပါနဲ့အဲ့လိုမျိုးနဲ့ပဲတဆင့်သွားရတာမှန်တမ်းပြောရကျူလီယာတို့ကဝန်ထမ်းနေလို့ပဲအမြဲတမ်းအဖေကအားလုံးကိုဝန်ထမ်းလို့ပဲသူကအုပ်ချုပ်သူလို့မျိုးပဲဆက်ဆံတာပါဟွန်းတကယ်လို့ နားလက်ချိန်မှာ तू နဲ့တူတူ KTV ဆိုရဲဆိုရင်တော့မတခြင်းဆိုရင်ထပြီးဆိုရမယ်ထိုင်ပြီးမဆိုရအောင်နှစ်ယောက်မဆိုရအောင်ဒီလိုမလုပ်ရအောင်ဆိုရစီကန်းချက်တွေများစွာနဲ့ပျော်ရွှင်ချိန်လွတ်လပ်ချိန်ဆိုတဲ့ချိန်မှာတော့မှ तू ကအဲ့လိုအားလုံးထိန်းချုပ်ထားပြီးတော့ तू မျက်စိအောက်မှာပဲနေခိုင်းတာမလို့အယံဒုက္ခရောက်ပြီးတော့အယံအမေအချစ်ရတဲ့နဲ့တိခန့်ခွင်းလုပ်ပြီးတော့ तू ရိုက်တာတွေခံခဲ့နိုင်ရတဲ့အဆုံးဘလို့မှမခံနိုင်တော့လို့ခုလိုတွေဖြစ်ကုန်ရတော့တယ်။ဟုတ်တယ်ဂျူလီယာတို့က ဒီလိုမျိုးလုပ်ဖို့စတော့လုံးဝရည်ရွယ်ချက်မရှိဘူးဂျူလီယာတို့အိမ်ပေါ်ကဆင်းခဲ့တဲ့ချိန်မှာလေတိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲဂျူလီယာတို့လွတ်လပ်ချင်လို့ဒါဆင်းခဲ့တာသူလုပ်ခဲ့တဲ့ပုံမှာလည်းဘာမှဘာမှပြန်လုပ်ချင်လို့စိတ်လည်းမရှိဘူးအခုလည်းပြောနိုင်တယ်ဂျူလီယာအဖေကိုရန်ချစ်တယ်อืมအဖေကိုရန်ချစ်တယ်တမီးလည်းပြောခဲ့တာပဲလေဘာပါတမီးရန်ချစ်တယ်ဘာပါ ဒါမဲ့သမီးတို့ဒီလိုနှိမ့်ဆက်ခံရဖို့မတိုက်တန်အောင်လေသမီးတို့မွေးခဲ့တာနှိမ့်ဆက်ခံရဖို့မဟုတ်ဘူးလေသမီးတို့ဘဘဘောရန်ကောင်းခဲ့ရတယ်လေဒါမဲ့သမီးတို့ဒီလိုနှိမ့်ဆက်နေတဲ့နားမှာတော့သမီးတို့မနေနိုင်တော့ဘဘကိုမချစ်လို့မဟုတ်ဘူးဒါမဲ့သမီးတို့ဘဘနဲ့မှမနေနိုင်တော့ဘူးအရန်စိတ်စိတ်ထိခိုက်ကိုထိခိုက်ပြီးတော့ဒီလိုမျိုးတော့နှိမ့်ဆက်မခံနိုင်တော့ဘူးအဲအကြောင်းမို့သမီးတို့လက်လက်ခွင့်ပေးပါညီမလေးကိုလည်းပြတ်လို့ပေးပါသမီးတို့ တမီးစီကိုပြန်ပို့ပေးပါ။အင်း။ဒါတော့အမေပစ္စည်းလေးတွေကိုပဲပိုက်ဆိုင်တဲ့ပစ္စည်းလေးတွေပဲပြန်ပေးပေးဖို့ပဲ။ဗာကျွန်တော်ဘာမှဘာမှတကယ်ဟုတ်တာဘာမှမလို့ရှင်။ဘာမှလည်းမတောင်းဆိုခဲ့ဘူးဒီတိုင်းတိတ်တိတ်လေးထွက်ခဲ့တာပေါ့။နောက်ကနေပြီးတော့အခုလိုအမှုတွေမျိုးစုံနဲ့လိုက်ပြီးတော့လုပ်ပြီးတော့ပစ္စည်းတွေပါလူတို့ကိုပဲချန်ခဲ့အောင်လုပ်တော့မှာတော့ဘာမှမတက်နိုင်တော့လို့ခုလိုတင်ရတယ်။ဘာလို့ဆိုဘယ်တော့မှမတင်ခဲ့ရဘူး။ခံခဲ့ရတာတွေကအများကြီးပဲကြာလာပြီ။ဟုတ်ပါပြီ။ အော်ဒါဆင်ဖြစ်တဲ့ပေါက်လေးငယ်ဆုံးကကျတော့ तू ကအဖေနဲ့ပို့ပြီးတော့ရင်းနေတဲ့တယ်အဖေကသူ့ကိုတော့ तू ကမလုပ်ဘူးပေါ့နော်အော်တစ်ဆင်ဖြစ်နေတော့သူ့ကိုလည်းတနာတာလည်းပါလိမ့်မယ်သူ့ကိုတော့စိတ်ကြိုက်ပေးနေတယ်ပြီးတော့မောင်လေးကအော်တစ်ဆင်ဖြစ်နေတော့စကားမပြောတတ်ဘူးမပြောတတ်တော့တိတ်လည်းနားမလည်ဘူးဖြစ်နေတာကြီးလည်း तू မသိဘူးပေါ့နော်အဲ့တော့မောင်လေးကိုတော့ဂျူလီယာကအဖေနဲ့စိတ်ချရတယ်ဟုတ်တယ်ညီမလေးကိုတော့အဆင်မပြေဘူးစိတ်မချဘူးပေါ့နော်ဟွန်းကျေးဇူးတင်ပါတယ်တကယ်ကို share ပေးတဲ့သူတွေအကုန်လုံးကကျေးဇူးရှင်တွေပါပဲဘာလို့လဲဆိုတော့အခုဖြစ်တဲ့ကိစ္စမှာက ဒီလိုမျိုးသာလူတွေကတိအောင်မလုပ်ပေးဘူးဆိုဂျူလီယာတို့တကြိတ်လေးနဲ့အူးဖြစ်သွားတော့မှဂျူလီယာရန်စိုးရင်လည်းဂျူလီယာအမေကဂျူလီယာမရှိရင်မရဲတည်နိုင်ဘူးသူတတ်တယ်လို့ခံခဲ့ရတယ်သူကြောက်လာတယ်စိတ်ထံကသူကမရတော့ဘူး ဂျူလီယာရိုင်းပြောရရင်အမေရောညီမလေးရောရင်ရင်လေးယူနေပြီဂျူလီယာလည်းရင်ရင်လေးယူရှင်နေပြီဒါမဲ့လို့ဖြစ်လို့မရအောင်ဂျူလီယာအတင်းထားပြီးတော့အခုဘယ်လိုပဲဖြစ်ဖြစ်ကိုကိုကိုခိုင်မအောင်ခုလိုတိဆောက်ခဲ့ပြီးသွားတော့ဂျူလီယာဆက်ပြီးတော့အတင်းထားမယ်ဒါမဲ့ဂျူလီယာတခုခုဖြစ်သွားမှာကိုစိုးတယ်ဂျူလီယာတခုခုဖြစ်သွားရင်အမေမကြေကြရတော့ဘောနော်မင်းနဲ့ညီမလေးကိုခွင့်လွှတ်ပေးပါဆိုတဲ့ဂျူလီယာဘောနော်ဖေကို မရှိလို့မဟုတ်ပေမဲ့လည်းဒီလိုဘဝနဲ့မနေနိုင်တော့ဘူးเนาะခွန်လက်ပေးပါလဲဆုံးမတက်တဲ့ခေါင်းစဉ်အောက်မှာတော့ဗျာရဲရဲဆက်ဆက်ရဲ့နေပြီးတော့သွေးထော်တန်ယူဖြစ်အောင်เนาะအထီလောက်ခံဖူးတယ်လို့ပြောလာတယ်တော့ fan your color founder เนาะဂျူလီယာပဲဖြစ်ပါเนาะဒီညီမရေး story line ပေါ့เนาะ story line ရေကတော့ကျွန်တော်တို့နောက်ထောင်ကြည့်ရပြင်ကလူတွေပဲအာဝန်တာစရာမကောင်းတဲ့ နော် story line တခုပေါ့နော် story line တခုလို့ပြောမှာပဲဖြစ်ပါဖြစ်စေဝန်းနဲ့ကြည်ခွေမှုတွေနဲ့တော့ကမြတ်ရည်စက်တွေနဲ့သူရဲ့ဘဝအဖြစ်ပြက်လေးတွေနော်ခံရတာတွေနော်ကြည်ခွေရတာတွေရင်းနာစရာတွေပေါ့နော်ဒီလိုအဖြစ်ပြက်များကိုတင်ပြလာတာပဲဖြစ်ပါတယ်ဆိုတော့ဒီညီမလေးကတော့ပေါ့နော်သူအဖြစ်ပြက်လေးကိုအကုန်လုံးကုန်စင်အောင်ပြောပြတာအရင်လေးကောင်းပါတယ်နောက်တစ်ခါလူများတွေကိုဒီလိုဗီဒီယိုကိုလည်းပေါ့နော်သူမတင် အတင်လေးမဖြစ်ဘူးပေါ့နော်ဒါပေမဲ့ဒီလိုအခက်အခဲဒုက္ခပြဿနာကိုပေါ့နော်သူမခံနိုင်လို့ပေါ့နောက်ဆုံးမှာတော့ဒီလိုဗီဒီယိုလေးကိုတင်လိုက်ရတဲ့ social media မှာရင်ဖွင့်လိုက်ရတာအကြောင်းရင်းတွေပေါ့နော်ဒီလိုဖြစ်ပါဆိုတော့ comment လေးကိုနောက်တစ်ခါပြန်ဖတ်ကြည့်အောင်ကျွန်တော်နော်သူပြောနေတာပါလေမျက်ရည်တုံကြတယ်ပေါ့နော်တောင်မင်းသူယောက်လေးကိုလေသူ့ဘာသာသူနေခွင့်ပေးလိုက်ပါဦးလေးလဲနော်ငွေရှိတိုင်းမရက်ဆက်ပါနဲ့ပေါ့သူ့ဘာသာသူနေပါစေစိတ်ဆင်းရဲတာတအားလဲအသာသမင်းတွေအတိတရားရပါဦးလေသူပြောနေတယ်သူတို့ကကြောက်တယ်ပေါ့နော်ရှိလေရှိတယ်ပေါ့နော်လွယ်လွယ်စွာနေထိုင်ခွင့် တောင်းတာလေလေဘာလို့ရှုပ်ထားတာလေပေါ့နော်အယုတ်တရားမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဟာအယုတ်တွေမဟုတ်ဘူးနော်တက်ဆိုင်ရာဥပဒေသားသမီးဘက်ကနေပေါ့နော်လွတ်လွတ်ခွင့်ရအောင်ပေါ့လေရက်တည်ပြေးကြပါဆိုပြီးတော့လေခွန်မဲလေရေးလာပါသေးတယ်အရင်နေကောက်ပါလေပေါ့နော်ဆိုတော့ဒီညီမလေးရဲ့အဖြစ်ပြနော် story light တွေကတော့ကျွန်တော်ရေး view များဘလို့မှတ်ချက်ပြရှင်တယ်လေကျွန်တော်ရေးတောင်းရည်သူယူရှင်နေရေးခွန်မဲထင်းမှာဆွေးနွေးတော်လို့ရပါတယ်ဆိုတော့ဒါတွေကလူတိုင်းလူတိုင်းပေါ့နော်အနေအများခံရတဲ့အကြောင်းအရာလေးတွေဖြစ်ရတဲ့အဖြစ်ပြလေးတွေပေါ့နော်ဆိုတော့လူတွေဟာမခံနိုင် တော့ဘူးဆိုလို့ရှိရင်ယုံထွားမယ်အကြောင်းအရာလေးတွေဖြစ်ပါနော်ဒီတိုင်းပဲငုံကောင်းငုံတော့နေလို့မရဘူးอืมဆိုတော့ဒီလိုအခက်ခဲဒုက္ခပြဒနာကြာကနေပြီးတော့နော်ယုံထွက်ဖို့နာယုံထွက်နိုင်တဲ့စိတ်ကြက်တွေကိုလေးပေးအရင်ရှိကျူးစရာကောင်းပါလေဆိုတော့ဒီလိုဖြစ်ပြမျိုးမှာပေါ့နော်အာဒီညီမလေးယူလီယာမိသားစုမြင်းမြန်ဆဆန်းလွတ်မြောက်ပြီးတော့ပေါ့နော်ချမ်းသာတဲ့အေးချမ်းတဲ့ နော်ဘဝမြတ်ကိုပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်တို့တောင်းရင်သူ YouTube channel ကနေပြီးတော့အနေနဲ့မျှဝေပေးလိုက်ရပါတယ်ဗျာကဲဒီနေ့ကတော့ဒီလောက်ပဲဖြစ်ပါရင်နောက်အသေးစင်လာမယ့်ဗီဒီယိုများမလဲပြန်လည်ဆုံစေဖို့ကျွန်တော်ရဲ့ဗီဒီယိုများကိုဖိတ်ခေါ်လိုက်ရပါတယ်ဗျာ